ကျွန်တော်တို့ပြည်သူလူထုအနေနဲ့နိုင်ငံရေးနဲ့ပတ်သက်လာရင်လေငါအဖွဲ့ငါလေးစားတဲ့လူအငါခေါင်းဆောင်စသဖြင့်အဲ့ဒါလို့ပုံကိုဇွဲနဲ့ဆိုင်လုံရက်တွေကိုကြည့်ပြီးတော့ဆုံးဖြတ်တာအကောင်းဆုံးအခုဒီမှာကိုကိုကြီးဒါ88မျိုးဆက်လို့ပြောလိုက်လို့ရှိရင်ဒီတော်လန်ရေးမဖြစ်ခင်အထိ2021အာနာမသိခင်အထိ88ဒီ88မျိုးဆက်လို့ပြောလိုက်တာနဲ့လူတွေဟာအော်တိုကြီးညိုပြီးသားဖြစ်သွားတယ် အဲ့ဒီ88ဆိုတဲ့နာမည်အရှိန်နဲ့တွားလာခဲ့တယ်အဲ့တော့ကိုကိုကြီးကိုကိုကြီးက NLD ပါတီကိုဝင်ရောတယ်နေရာတနေရာတောင်းတယ်မရတဲ့အဆုံးမှာသူ့အတူခေါ်ပြီးပါတီထောင်တယ်တပင်းပင်းနဲ့အကန့်တွေလှုပ်လာတယ်နော်အခုဒီမှာကြီးကိုကိုကြီးပြောတဲ့စကားတွေစဉ်းစားကြည့်ကြည့်နားထောင်ကြည့်တော့ကျွန်တော်နိုင်ငံမှာဒီလိုမျိုးဒီဘယ်လိုပြောမလဲဘလူးကောင်းစောင်းထားတဲ့မင်းသားနိုင်ငံရေးတမဘလောက်တောင်ရှိလဲဆိုတာအဲ့ဒါလက်တွေ့ နော်88လို့ပြောလိုက်တာနဲ့အော်တိုကြီးညိုလာရတဲ့ကျွန်တော်တို့နေဟာဒီလိုနေမှမှမျက်နှာဖုံးနေကွာကြတာကိုတွေ့ရတာနော်ဒီမှာကြည့်ကိုကိုကြီးပြောရတာကျွန်တော်တို့ဆောင်းနေတယ်ကျွန်တော်တို့နေနေကြီးနေတယ်ဘုံပဲဆောင်းနေလို့လည်းကိစ္စမျိုးလို့ဟုတ်လားလေလေကြီးကြီးနဲ့ကျွန်တော်တို့ဆောင်းနေပြီပါကကောင်းပြီရေယုံကြီးနဲ့ဆောင်းရွက်ကိုပေးလိုက်လို့ခမရတော့အာမခံတယ်လို့ပြည်သူဘဝအတွက်ဘာအာမခံချက်ပေးနိုင် ဘာမှအမကခင်မပေးနိုင်မင်းရေယုံကြီးလောက်ခွင့်ပေးလိုက်လို့ပြီးမှဟာကျွန်တော်တို့လုံးမနိုင်ဘူးကွာဆိုဘယ်လိုလုပ်ကောက်မပြီးတူကဟမ်အဲ့လိုပြောလို့ရကြီးလားနိုင်ငံရေးသမားဆိုတာဟာကျွန်တော်တို့ရေယုံကြီးနဲ့လောက်ခွင့်ပေးပါလို့ပြောလို့ရကြီးလားမဟုတ်ဘူးနော်အမကန်ချက်ပေးရတယ်ပြည်သူကိုဘာအမကန်ချက်ပေးနိုင်မလဲဟုတ်တော့အဲ့အရေးကြီးဆုံးပဲနော်ဘာမှတော့အမကန်ချက်မပေးဘဲနဲ့ရေယုံကြည်နဲ့ဆောင်ရွက်ခွင့်ပေးပါဆိုပြည်သူကပဲတွေ့တဲ့လူယုံကြည်ပြီးလောက်ခိုင်းရမလားဟုတ်တယ်မလားအဲ့တော့ဟုတ်ကဲ့ မင်းတို့ဝင်နေတဲ့ပြည်ကလူမင်းတို့ရဲ့ဆက်ကဘာဖြစ်လဲမင်းတို့ဝင်နေတာတက်ကောင်းလားခေတ္တဝိညာဉ်ကလူမင်းမတည့်သူသူဘိုးချောင်းအောင်စံပုံစံလိုက်တူပြီးတော့ပြောနေပုံစံရှိမင်းတို့ပြည်ကလူလုံးတော်လို့ညီမတို့ကတက်ကောင်းလားတက်ကောင်းဘူးမင်းတို့ကမတက်ဘူးဒါဆိုရင်ဘယ်လိုရလဲတော့ဖြစ်နေကြတာလဲအဲ့ဒါကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့ကဘယ်လိုသိရှိရေးအရင်တော့ဓာတ်မှုညီမကြီးဘယ်လိုရင်းပြတာလဲနိုင်ငံရေးကြီးလို့ခိုင်မာမှာချုံးမနေတဲ့သူတွေကိုမဲမပြီးအောင် ာလေးတို့ပြောရမယ်အဲ့တော့ဘယ်လိုလုပ်ကြလဲဘာဖြစ်ကြလဲအဲ့တော့စကောလုပ်ချင်တာကိုဖြစ်ချင်တာကိုစဉ်းစားလေးလေးတော့ကြည့်လို့လို့တယ်ဘာဖြစ်ချင်တာလဲမေးတာကပြည်သူကိုမေးရမှာမဟုတ်ဘူးမင်းအောင်နိုင်ကိုမေးရမှာဟမ်2021ဖေဖော်ဝါရီလတရက်နေ့မှာအာနာတိန်နဲ့မတ်လ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပလိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းဝင်ယူနေနိုင်ငံရေးသမားဆိုဟမ်အဲ့ဒီဒူတွေအတွက် ဘာဘဒုတောင်းဝင်ယူမှလဲအဲ့ဒီလူတွေကအဲ့တိုင်းအသေးခံလိုက်ပြီးတော့ဒီရွေးကောက်ပွဲကိုကျင်းမမင်းအောင်နိုင်ရနိုင်မင်းအောင်နိုင်ကြိုက်တဲ့လူကအစိုးရဖွဲ့ဒီတိုင်းပြည်ကိုဆက်အုပ်ချုပ်တည်ခဲ့တဲ့ကောင်တွေဖမ်းခံပြီးတဲ့ကောင်တွေမတရားတပ်ခံပြီးတဲ့လူတွေအကောင်လုံးကအော်တိုပြောက်အဲ့လိုဘဝမျိုးလားဒီလူပစက်ကဒီစကားမျိုးလေးပြောထွက်တာအံ့ဩတယ်ဗျာတကယ်ပဲဒါနိုင်ငံရေးဓမ္မရတာဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလေဟိုငါတို့ကနိုင်ငံရေးကိုဘယ်ကာလအလုပ်လာတာ ရှင်းရှင်းပြောရင်ကျွန်တော်တို့နိုင်ငံတနိုင်ငံအတွက်အတုံးကြတဲ့နိုင်ငံရေးဓမ္မဆိုတာလှုပ်တဲ့လှုပ်တတ်တဲ့ပိုင်ဖြတ်တာမဟုတ်ဘူးလှုပ်ရက်နဲ့ပိုင်ဖြတ်တာခမရခမရဒီဘောမင်းလေးဘက်ထောက်ထည့်ရမယ်လှုပ်လာလှုပ်လာစောက်သုံးမကြတဲ့ကောင်ကတသက်လုံးလုံးနဲ့စောက်သုံးမကြဘူးပဲအဲ့တော့တသက်လုံးလှုပ်လာတယ်ဆိုပြီးဆရာကြီးပါဆိုပြီးထိုင်ပြီးတော့အယူကန်နေပြီးကိုယ်ဝယ်ရမှလားလှုပ်ရက်ကတည်းကအဓိကတီတူအတွက်ဘာအမှန်ကန်ချက်ပေးနိုင်မလဲပြည်သူကိုဘာလို့ပေးနိုင်မလဲအဲ့ဒါနိုင်ငံရေးဓမ္မတိုင်းရဲ့အဓိက point ပဲ ဒီနိုင်ငံရေးသမားတယောက်ကပြည်သူတွေအတွက်ဘာလို့ပေးနိုင်မလဲပြည်သူတွေအတွက်ဘာလို့ပေးခဲ့လဲလက်ရှိဘာလို့ပေးနိုင်မယ်လို့အာမခံထားလဲရှင်းပါလေဘာလို့ပေးခဲ့လဲဘာလို့ပေးနိုင်မယ်လို့အာမခံထားလဲအဲ့ဒါအဓိကအခုတူဘာအာမခံနိုင်လဲဟမ်ဒီရွေးကောက်ပွဲကိုမဲပေးဖို့ပဲအသက်တော့ကဲမဲပေးပြီမင်းနေနဲ့တန်ဖို့ကိုနိုင်မလားနာပြည်သူပါတီဆိုတဲ့ဒီဒီကိုကိုကြီးတို့ပါတီတန်ဖို့ကိုနိုင်မလားပီယာစနစ်နဲ့လွတ်တော်တဲ့ရောက်သွားပြီနော် အစိုးတစ်ခုတင်သွင်းပြီကျန်ဖို့ကပယ်ချလိုက်ပြီခမားတို့လှုပ်လို့ရဟမ်ဘာမှမလုပ်လို့မရတာဟာယူတကယ်တော့ဒီလူတွေကဘာလဲဆိုတော့အရှုံးကိုလက်မခံတာငါတို့တစ်ပတ်လုံးလှုပ်လာတဲ့နိုင်ငံကြီးကမှငါတို့ကိုပြည်သူကထောက်ခံရမယ်ဆိုတဲ့ဒီစိတ်တစ်ခုကိုဘာလို့လဲလက်ကင်ထားတာမဟုတ်ဘူးနော်ပြည်သူဆိုတာကလောက်ရက်ကိုကြည့်မှာတစ်တလုံးလှုပ်လာတဲ့ပေဟိုးဒီဝမင်း၄ဘက်ထောက်တဲ့အချိန်တည်းကနိုင်ငံကြီးလှုပ်လာတာဖြစ်လာပါစေ။ ကျွန်တော်တို့တော်လိုင်းရေးမှာရှိတယ်ငါတော်လိုင်းရေးမှာဘာလို့လှုပ်လာတာသွားပြောလို့မရဘူးမလှုပ်လာတာအဲ့ဒါမင်းမင်းဘလူးမခိုင်းတာလားဟုတ်ဟုတ်လားကိုအတီးစက်တဲ့ကိုတော့ဟာငါတစ်သက်လုံးတော်လိုင်းစားရက်ငါလှုပ်လာတာငါ့ကိုယူတည်ရမယ်လေးစားရမယ်ငါ့ကိုနေရာပေးရမယ်သွားပြောစောက်ယူပေါ့ဟုတ်တယ်မလားရှင်းချင်းလေးပဲမင်းဘာလှုပ်နေလဲဘာလှုပ်ခဲ့တယ်ပဲပြည်သူကကြည့်မှာအရင်မင်းဘာလှုပ်ခဲ့တယ်အေးတော်လိုင်းစားရက်တော်လိုင်းရေးမှာလှုပ်ခဲ့အခုဘာလှုပ်နေလဲအခုတည်းထဲထဲဝင်တော်လိုင်းရေးမှာလှုပ်နေဆိုရင်မင်းတို့ပြည်သူကလေးစားမှာပဲနေရာတစ်ခုပေးမှာပဲဟုတ်တယ်နော် အဲ့တော့ငါတသက်လုံးလုံးလာတယ်ငါ့ကိုတဏှာပေးနေရမရရင်ပမာကြီးဒုံးနဲ့ထိုးမယ်ဆိုရင်လောက်ရက်ကဒါနိုင်ငံရေးတမမဟုတ်ဘူးအဲ့တော့မြန်မာပြည်မှာပြောလိုက်ရင်နိုင်ငံရေးသားနိုင်ငံရေးတမဆိုပြီးတော့ရှင်းရှင်းပြောရင်ထင်ပေါ်ဖို့တော်ကြားဖို့နေရာရဖို့အာဏာယူဖို့လောက်အချက်တွေပဲကင်ဆွဲပြီးတော့နိုင်ငံရေးတမအော်လိုက်ကောင်မများတယ်တပုမေလင်းလင်းပြောတာနော်နောက်မှထွက်လာကောင်မင်းတို့အခုမှတက်လာတာကောင်တွေမဲကာထားရသေးတယ်စောက်ရှက်နေလည်းမရှိကြဘူးဟမ်ဘာကောင်လေးလဲကွာလည်းလည်းပြန်ပြီးထားပါရအောင်လေဆိုတော့အဆုံးမဖြစ် နိုင်ငံရေးပြည်ပကိုပြင်ပြတ်ပါလေကျွန်တော်တို့နိုင်ငံရေးပြည်ပကိုပြင်ပြတ်ပြီးဆိုကျွန်တော်တို့ရဲ့နိုင်ငံရေးယုံကြည်ချက်ခမားတို့ရဲ့နိုင်ငံရေးပြည်ပကိုတိဆောက်လာတာဘယ်လောက်တည်းရလဲဟမ်ဘာဖြစ်လို့မရလဲဆယ်စုနှစ်ပေါင်းများစွာတိဆောက်လာပြီးွားပြီလေဘာဖြစ်ခဲ့လဲကိုကိုကြီးဆိုတာဒီနေ့မှထွက်ပြီးနိုင်ငံရေးပြည်ပကိုတိဆောက်လာလားဟိုရှင်းစစ်ရှင်းတွေကတိဆောက်လာလားဘာလို့ပေးနိုင်တဲ့ပြည်သူတွေတလောက်ပြည်သူတွေကိုရဟန်းရှင်ပြည်သူအားလုံးကိုမတရားဖမ်းဆီးတယ်တပ်ဖြတ်တယ်မျိုးစုံလုပ်တယ်အာဏာတွေသိမ်းတယ် ဟမ်ဘာတခုခမရတော့ပလက်ဖောင်းကဘာတွေလုပ်ခဲ့လဲနှစ်ပေါင်းများစွာဆွဲလာတဲ့ပလက်ဖောင်းဘာဖြစ်လာခဲ့လဲအန်အန်နီယိုဝင်ဖို့နေရာရဖို့နော်အစင်မပြေကြီးမခဲ့တဲ့အချိန်မှာကိုယ့်ကိုပါတီထောင်တယ်ကိုယ့်ကိုပါတီထောင်တော့ကိုယ့်ကိုလူယုံကြည်မှုမရှိတော့လူကွေးနေရမရဘူးအဲ့ဒီအတွက်မရတဲ့ဆိုင်မှာမဆိုင်နဲ့ဟမ်သူတွေကိုမဲမပေါင်းတင် ပေါင်းထိုက်တဲ့ရန်သူနဲ့ပေါင်းတယ်အိုးဒီလူတွေတကယ်ကြီးတော့တွေပဲအဲ့လိုကျွန်တော်တို့ဒီလိုမျိုးမျိုးလို့ ။ဟာသူကတောက်သွားလို့လားလေ။ကျွန်တော်တို့ကမားလို့ပတ်ကြည့်ရ။အစိုးရလေကျွန်တော်ပြောရည်။ဘာမီးပြက်သွားရောလားဟမ်ကတ္တိမရှက်ဘူးနော်ဖြစ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေကိုဒါပကတိမြင်ရတာဟမ်88တိကနေခင်ဗျားတို့ဒီနေ့အချိန်ထိအဲ့ဒီမီးပြက်သွားပြီဆိုတဲ့စကားတခုံးတော့ပပြအောင်လုပ်နိုင်တာနိုင်ငံရေးတမားလို့ကပြောတာ အဲ့ဒီလူတွေမီးပြက်သွားပြီဆိုတဲ့စကားသခိုးနောက်မှမြန်မာပြည်မှာပပြအောင်လုပ်နိုင်လားနိုင်ငံရေးသမားတွေအော်နေတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကခမားတို့နိုင်ငံရေးလုပ်မှာမလားခဏလေးတော့စောက်ပေးခဏလေးစောက်ပေးနော်သူများတကတွေအဲ့ဒီနိုင်ငံရေးလုပ်လို့ရအောင်အသက်အသေးခံပေးနေကြတယ်ခမားတို့အေးစင်းစင်းနိုင်ငံရေးလုပ်လို့ရအောင်ခလေးတွေအသေးခံပေးနေတယ်ဘဝတွေရင်းပေးနေတယ်အသက်တွေရင်းပေးနေတယ်အဲ့ဒါဘာလို့ကိုလဲခမားတို့ပြီးရင်နိုင်ငံရေးလုပ်လို့ရတယ်နော် ဲ့တော့ဒီဟာမပြီးသေးပဲနိုင်ငံကြီးလုပ်မယ်ဆိုရင်တော့ခမားတို့လှုပ်လာခဲ့တဲ့ကာလတစ်ချောင်းစောင့်မတ်မရှိဘူးလားလို့ပဲရိုင်းရိုင်းမေးရမယ်ဟမ်ဒီစစ်တပ်ကိုခမားတို့အန်တုနိုင်ခဲ့လားဘာလှုပ်နိုင်ခဲ့တယ်နှာနှောင်းချင်းအခြေခံဥပဒေကာပြီးတော့ NND ကိုယ်တိုင်လွတ်တော်တဲ့ရောက်ခဲ့တော့တင်တွင်းနှမအစိုးတိုင်းကိုဘယ်နှခုကိုလက်ခံဝင်ပြုခဲ့တယ်ဒါကြီးကိုဘာမဟုတ်တဲ့ခမားတို့လိုမျိုးပါချီပါချက်ပါတီကမဲပေးပါကပေးလိုက်ပြီပြောခမားဘယ်နေရာတက်ပြီးတာအဲ့လွတ်တော်တဲ့မှာဘယ်ဆောက်ကောင်းနေရအော်လို့ရအောင်အော်ချင်း ဟမ်စစ်တပ်လက်မခံတဲ့စကားတခုအော်ကြည့်စမ်းအော်လို့ရမလားဟမ်လက်ရှိစစ်တပ်ကမပြင်ခိုင်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲပြင်မယ်လို့ပြောကြည့်အောင်နော်ခုနကပြောသလိုတသက်လုံးကို88ထက်ကအော်လာတဲ့မီးပြတ်သွားပြီဆိုတဲ့စကလုံးတော်မှာဟိတ်တိုင်းပြီမှာအတန်တက်အောင်ခမားတို့အရင်လှုပ်ကြည့်လိုက်အောင်အတိတ်မှာမရှိတာစောက်ရက်တွေလည်းမရှိကြဘူးနေရာတနေရာအာနာတနေရာယူဖို့အတွက် ဟမ်အသက်ပေးနေတဲ့ကလေးတွေမှမထောက်လက်နဲ့ကိုင်လမ်းစဉ်အစိုးရောက်တယ်ဆိုတော့ဖင်လာခံလိုက်တော့ဟောဟမ်ကိုနေရတဏျာရောက်ဖို့အတွက်ကိုအာနာတဏျာယူဖို့အတွက်ဒီတိုင်းမှာလူကြီးတွေဆိုတော့ရှင်းနေသွေဖို့နီးရကောင်တွေများလာတာနော်လူကြီးတိုင်းကိုကျွန်တော်တိတ်ဆုံးစော်ကားတာတော့မဟုတ်ဘူးသူအတိတရားပြေးသွားတဲ့လူကြီးတွေရှိသလိုတချို့တလေကောင်တွေကလူကြီးဆိုတာသွေဖို့နီးလာတဲ့ကောင်တွေဒါနောက်တိုင်းပြည်စုပ်ပြတ်တက်နေတဲ့ဟာကိုဒါကြီးကိုအသေးအံဒီ ။ကဲတော့ဒါကျွန်တော်တို့ပါတီရဲ့ဓနရင်အချင်းနေပဲ။ဟယ်လိုလုံခဲ့တဲ့38နှစ်ကကျွန်တော်တို့နိုင်ငံရေးစလုပ်တော့လေဒီလိုစင်စင်မိုက်နေမရှိဘူး။ဟလာနားမေကကောင်းရက်ကြက်ဆုံးခုံလေးကိုဆွဲတယ်ပြီးတော့လုံ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 နဲ့ဘေးကဝိုက်ကင်တော့ပြီးရအဲ့ဒီပေါ်မှာတက်ပြီးတော့ဟောခဲ့တော့ဒီမင်းမဲ့တော့ကတော့တကယ်ကျွန်တော်မိုက်မလို့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘိုးနဲ့စားတယ်။အဲ့တော့နိုင်ငံရေးပြန်ဖောင်းပြန်ပေါ်လို့တဲ့အချိန်မှာ ီးဆိုးတဲ့ဟိုကြံသောက်အဲ့တော့ကျွန်တော်တို့ကဟဲ့လားပြည်သူတွေကိုမြေပေါ်ပေါ်အောင်နိုင်ရေးဘက်ဆွဲစည်းအောင်တဲ့ခါကြတော့အဲ့တော့ကိုကိုယ်တိုင်ကဘယ်နဲ့ရာထုတ်တဲ့ခါကြတော့ဟဲ့လားခင်ဗျားတို့ကိုဘာပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအားမမခံနိုင်ဘူးမပေးလည်းမပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘာတွေပေးနိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပေးတယ်နိုင်ငံရေးပါတီဆိုတော့နိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရအဲ့တော့ကျွန်တော်တို့အားမခံနိုင်တာကကျွန်တော်တို့ကနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအားမခံအဲ့တော့ကျွန်တော်တို့လက်ရည်တဲ့ဆောင်လုံးမှာ နိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရက်ပြီအဲ့တော့ဒီလိုပဲတခြားဘုံနဲ့ရက်ပြီခဲ့အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးလုံးကိုရွေးချယ်တဲ့ခါကျတော့တချို့ကတောက်သွားလို့လားတယ်အာကျွန်တော်ကကြီးတယ်ကျွန်တော်ဆိုရင်ကပြောတယ်တောက်တဲ့နိုင်ငံရေးမဲ့ဘူးလို့ကျွန်တော်ပြောတာတယ်အဲ့တော့အခုလည်းပဲဒီလိုချိန်ချောင်းနေတဲ့ဆဲဆုံနေတဲ့အချိန်မှာဟာလာအဲ့ဒီချိန်ချောင်းမှုတွေဆဲဆုံမှုတွေကိုရင်ဆိုင်ပြီးတော့လုပ်နေတဲ့ကိစ္စကခေါင်ကျမှာတက်တော့မှပုံပြီးတော့ကျွန်တော်တို့ကဟာလာတောက်ကြပေါင်းနေတယ် ။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလို့ထင်တာ။အဲ့တော့လူချစ်ရင်ပြီးရဲဆိုပြီးတော့လူတိုင်းကြားတာတွေထောက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းပါပေါ်ကျွန်တော်တို့ကပို့တယ်။အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတော့လူတိုင်းကြားတာတွေဒီပဲလဲပြောလို့မရဘူး။အဲ့တော့တို့ဒီတို့လိုက်တာဖြစ်ဖြစ်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလေလက်ခံအောင်ကျွန်တော်တို့ကပြောလာမယ်။အဲလူတိုင်းကြားပြီးရောဟာလို့ကျွန်တော်တို့ကပြောဘူး။မလုပ်ဘူး။အဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်လက်ပြီးချက်ပဲအဲ့တော့ဒါကြောင့်မလို့အဲ့တော့အစွန်းတရားတစ်ဖက်ကိုတော့ကျွန်တော်ပြော နိုင်ငံရေးပြည်ထောင်ကိုဆက်စီမဖြစ်ပါနဲ့နိုင်ငံရေးပြည်ထောင်ပြန်ပြီးအကောင့်မှကျွန်တော်တို့ပြည်သူတွေတဝူးချင်းတစ်ယောက်ချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးတော်ပွဲနိုင်ငံရေးနိုင်ငံပိုင်နိုင်ငံရေးကိုအခြားပြည်နယ်တို့ဒုတိယကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမဟုတ်လေအဲ့တော့မဲပင်းရွေးချယ်တာကတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေပေါင်းထဲကနေပြီးတော့သူ့ရဲ့စံနာကိုပေါ်ထုတ်နိုင်တဲ့အခွင့်အရေးဖြစ်နေတယ်။အဲ့ဒါကိုဖြည့်ဆည်းမပြစ်ပါနဲ့လို့အဲ့ဒီအစိုးရဘက်ကကျွန်တော်ကပြောနေတယ်။အဲနောက်တစ်ခုနောက်တစ်ခုခံတယ် နောက်တစ်ခုခဏနေအဲ့ဒါဆိုရင်မင်းအောင်နိုင်အောင်တို့ပြောလေ2020မှာမဲပေးခဲ့ကြတာအားလုံးလေဘလူးဖြည့်စည်းခဲ့ကြတာလေဒီပြည်သူတွေဒီလက်နက်ကင်တွေဖြည့်စည်းခဲ့တာမဟုတ်ဘူးမင်းအောင်နိုင်ဖြည့်စည်းခဲ့လို့ဒီပြည်သူတွေကဒီဆန္ဒမဲတပြားတွေအကုန်ဖြည့်စည်းခဲ့ရတာလေအဲ့တော့ပြည်သူတွေကရှင်းတယ်တို့အားပေးခဲ့တဲ့ရွေးကောက်ပွဲဆိုတာဒီတိုင်းပြည်မှာလုပ်ခဲ့ပူရပြီဒါကိုအကောင့်ထဲဖော်ခံမရမရှင်းနောက်တစ်ခါဆိုတဲ့အရာကိုအတိတ်ပဲဘယ်သူမှလက်ခံမှာမဟုတ်တော့ဘူးဟုတ်တယ်နော် ပြည်သူတွေရွေးကောက်ပွဲကိုလက်မခံတာမဟုတ်ဘူးပြည်သူတွေရွေးကောက်ပွဲကိုလက်ခံလို့ပဲတိုက်တိုက်ဝင်းဝင်းနဲ့ကြိုးဆိုခဲ့ပြီးတော့သူတို့ကိုယ်တိုင်အားသက်တရော့ပြည်ပရောက်တယ်ဆိုတာလေအလောက်ကနေခွင့်ယူပြီးတနေရာတွားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့2020ရွေးကောက်ပွဲမှာတန်ယုံတွေမှာထိုင်းစင်ကာပူမလေးရှားကိုရီးယားဂျပန်မြန်မာတန်ယုံတွေမှာတွားကြည့်ပါလာခဲ့တဲ့ပြည်သူအင်အားဘယ်လောက်ရှိခဲ့လဲဆိုတာအဲ့ဒါတွေအားလုံးဟာဘုဒ္ဓဘုမဲပြီးခဲ့လဲ ထမင်းစားတဲ့လူတိုင်းသိတယ်ရှင်းချင်းလေးဒါကြီးကိုအတင်းအဓမ္မအမှန်တရားကြီးကို ဖုံးဖိပြီးတော့နေရာတနေရာအာနာယူဖို့အတွက်ဒီလူယုံမာတွေနဲ့နော်ဖက်လက်တင်းလို့တီတူကိုအခုလိုစကားတွေပြောမတိလို့ရှိရင်ဟိုဘာပဲလောက်တော့မလို့ညာပဲလောက်တော့မလို့တသက်လုံးနဲ့ဒီလိုစကားတွေပြောပြီးတော့အချိန်ပုံးလာတာပဲဟို88တည်းကနေအခု2020ရောက်လာပြီဟမ်ကိုကိုကြီးဘာလောက်ဝေးနိုင်တဲ့အတိုင်းကြီးအတွက်နိုင်ငံရေးပလက်ဖောင်းဘဝကနေစုံလျှောက်တာတော့သူများ ရှောက်ကုန်လဲရှောက်လို့ရပါဘူးလူကအသက်မတင်ဖြစ်နိုင်ငံရေးစိတ်ဝင်စားကောင်ကြီးရက်ွက်ထဲမှာသလိုပဲအဲလက်ဖေးဆိုင်ရေးထိုင်လိုက်သတင်းစာလေးဖတ်လိုက်ပုံမှန်လေးဟိုပုံမှန်လေးအကြောင်းပြောလိုက်ဒီပုံမှန်လေးအကြောင်းပြောလိုက်တသက်လုံးဟောလာတဲ့ကောင်ကြီးရက်ွက်တိုင်းမှာလည်းရှိတယ်ဒါပေမဲ့အဓိကလုံရက်ကိုကြည့်ရမှာဘာလုံးနိုင်လဲဘာလုံးနိုင်ခဲ့လဲဘာအလုံးနိုင်အောင်မှလဲနော်အဲ့တော့ကိုကိုကြီး88ကနေဒီနေ့ထိ88ပါတီဆိုနိုင်ငံရေးမှာဟိုဘွက်တက်ဒီဘွက်တက်ဟိုကြုံတဲ့နေရာဟောတရားဟောနော်ထောင်ကြခံပြီးတော့နိုင်ငံရေးလောက်လာတဲ့အတွက်ရေချိန်တစ်ခုရှိခဲ့တယ် ဒါပေမဲ့အခု88မျိုးဆက်ချင်းတွင်တော်မှမင်းကိုနိုင်ဆိုတဲ့ကိုမင်းကိုနိုင်လိုဟာမျိုးနဲ့ကိုကိုကြီးလိုဟာမျိုးနဲ့တန်ဖိုးချင်းပြည်သူအတွက်ဘယ်လူကမြင့်သွားလဲအဲ့ဒါလုံရအဲ့ဒါလုံရပြည်သူကပေးတဲ့အမှတ်မဟုတ်ဘူးနော်ကိုကိုတိုင်းဖြေတဲ့အမှတ်ရှင်းရှင်းလေးနိုင်ငံရေးသမားဆိုတာပြည်သူတွေဘာဖြစ်ချင်လဲဆိုတာသိရမယ် အဲ့တော့တက်တက်လုံးငါတို့ကလောက်ခဲ့တယ်ငါတို့ကနိုင်ငံကြီးဂရုကြီးတွေမင်းတို့ကမနေ့တနေ့မှလောက်လာလာမပြောနဲ့ဟောအဲ့ဒါဆိုရင်တော့လက်နက်ကင်နာကလေးတွေကလီးလံပြောက်ဝင်လေးမှာမဟုတ်ဘူးရှင်းရှင်းလေးပဲနော်မေးကြည့်ပါကိုစီစကားပြောရိုင်းရိုင်းလိုက်မယ်ဒါပေမဲ့ PTA တွေသွားမေးကြည့်ပါနော်ကျွန်တော်ပြောတဲ့စကားမှားလားလို့ဟုတ်တယ်နော်ငါတို့ကတက်တက်လုံး88တွေကနိုင်ငံကြီးလောက်လာတာမင်းတို့ကဒီနေ့မှလက်နက်ကင်နာမင်းတို့တွေတော့ဘာဖြစ်တာညမလာပြောရင်တော့လက်နက်ကင်နာကလေးတွေကဘာလုပ်မလဲလီးလံပြောက်ဝင်လေးမှာမဟုတ်ဘူးအဲ့လိုရှင်းရှင်းလေးပဲသိလား ဲ့တော့နိုင်ငံရေးလှုပ်မယ်ဆိုရင်စပောက်ပိတ်ပြီးခဏစောက်ဒါနိုင်ငံရေးလှုပ်လို့ရတဲ့အချိန်မဟုတ်ဘူးတော်လှန်ရေးကာလတိုင်းပြည်မှာကာလဆိုတာရှိတယ်ကာလန်ဒေတန်ဧကန်တဏ္ဏဆိုတဲ့စကားအလကားပြောခဲ့တာမဟုတ်ဘူးတုကာလတုအပိုင်းခြားတုဒေတာနဲ့လိုက်ရောညီထွေလှုပ်ရတယ်ဆိုတဲ့စကားကိုရှစ်လူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးအဲ့တော့နိုင်ငံရေးကာလမှာနိုင်ငံရေးလှုပ်ကြ တော်လှန်ရေးကာလမှာတော်လှန်ရေးလုပ်ကြအဲ့ဒါလူတိုင်းလုပ်ရမယ်အလို့မြန်မာပြည်မှာစောက်ပြေတနာတွေရှုပ်တယ်ဆိုတာအခုလိုမျိုးကိုစောက်လို့ကိုမလုပ်ကြလို့ပြေတနာတွေတက်ပြီးဒီတိုင်းပြီးဒီချိန်ကြီးရောက်တာနော်အဲ့တော့အများကြီးမပြောချင်တော့ပါဘူးနော်တူဗီဒီယိုဖိုင်နဲ့ကြက်တွေသုံးလို့ဆက်ဟိုဒါကြုံလို့ဖွင့်ပြတာပါဒီဒီလိုကောင်မျိုးတွေစကားတွေကိုလက်ခံပြီးတော့နားထောင်စရာအကြောင်းကိုမရှိတော့ဘူးဒါကျွန်တော်ကတော့ရှင်းတယ်ဒီလိုမျိုးတရေမမှန်တဲ့နိုင်ငံရေးသမားတွေပြီးလို့ရှိရင်တစ်ဖက်က နော်ဒီ site ဝါထည့်နေတဲ့ကောင်ကြီးစကားတွေဆိုရင်လိုအပ်မှလားသူ့ကိုပြန်ပြောဖို့အတွက်လိုအပ်မှလားနားထောင်လိုက်မလိုအပ်ရင်ဖြစ်နိုင်ရင်လုံးဝဒီလူကြီးစကားကိုကျွန်တော်မကြည့်ဘူးအားလည်းမပေးဘူးအေးလိုအပ်လို့ပြောဖို့ဆိုကြည့်လိုက်နော်အခုတာကိုကိုကြီးဆိုတူပါတီတို့အသေးအတန်လူစည်းယုံတာကဲကောင်းပြီကိုကိုကြီးပါတီကိုပြည်သူတွေမဲပေးလိုက်လွတ်တော်တဲ့ရောက်သွားပြီအစိုးတခုတင်တွင်းမယ်စံဖို့ကပယ်ချလိုက်ကိုကိုကြီးနေနဲ့အဲ့အစိုးအောင်မြင်လားအဲ့ဒါပဲလေ မင်းတို့မင်းတို့ကြိုက်တော့လားဟိုမှာ25ရာခိုင်နှုန်းစစ်တပ်နဲ့ကျန်းဖို့နဲ့ပေါင်းပြီးစောင့်နေတက်လာတဲ့ကောင်တက်လာတဲ့ကောင်ကိုရိုက်ချနေတာလေအဲ့တော့ဒါကြီးကိုနိုင်ငံကြီးနီးလိုက်ရပလက်ဖောင်းကြီးပေးပါယုံကြည်ပေးပါအော်တော့ဘာမှလှုပ်လို့မရတဲ့အရာကြီးကိုမင်းတို့လှုပ်ဝင်ပေးလိုက်ယူဒီတိုင်းပြည်နှစ်တည်ကြာပြီးတော့သူများတဲ့နှိတ်ကြစုပ်ပြက်လာလာပဲဖတ်နေတယ်လေဘာမှဖြစ်မလာဘူးလေအဲ့တော့ပလက်ဖောင်းကြီးလှုပ်ခဲ့တာ88တည်းကနေ2021ခုပလက်ဖောင်းကြီးဘယ်လောက်လှုပ်ခဲ့ဘူးဟာပြီလေဟမ်တတိတတိရုပ်ွားတဲ့ကောင်နဲ့လမ်းလွဲွားတဲ့ကောင်နဲ့ အဲကြံမိခဲ့တဲ့ဒူကိုပြတ်တိုက်ခိုက်တဲ့ဒူနဲ့အဲ့တော့ဒါကြီးကလုံးဝအကြီးတန်းတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့နိုင်ငံမှာနော်ကိုကိုကြီးမှမဟုတ်ဘူး။နိုင်ငံကြီးလှုပ်ချင်မှာပဲဘိုးတော်တွေဘွားတော်တွေတောင်းပန်ပါတယ်ခဏလေးစောက်ပေးပါ။ဒီကာလဒီနိုင်ငံကြီးကာလမဟုတ်ဘူးတော်လှန်ရေးကာလပါ။နော်တော်လှန်ရေးကာလမှာတော်လှန်ရေးကိုပြတ်အောင်ဝိုင်းလှုပ်နိုင်လို့ခမားတို့တွေထိခိုက်မှာစိုးလို့မလုံနိုင်ဘူးဆိုလေခဏလေးစောက်ပေးပါ။လုံနေတဲ့သူတွေဒုက္ခရောက်အောင် ကတိကအောက်ရောက်အောင်အရှိန်ကနေကန့်လန့်ကန့်လန့်အမီးထောင်ပြီးမပြေးပါနဲ့လို့ပဲဂျိုးကင်ပြီးတောင်းပန်ခြင်းတယ်